အားလုံးပဲမင်္ဂလာပါဒီနေ့မြန်မာရွှေဈေးတွေကညနေမှအနည်းငယ်ပြန်ပြီးတော့ကျပါရယ်မြန်မာငွေဈေးတွေကတော့ညနေမှတက်ကြမရှိပါဘူးဒီနေ့က17ရက်နေ့3လပိုင်း2020နဲ့9ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့အချိန်အထိုင်းဆန်တော့ညနေ9:30မိနစ်ရှိနေပါပြီမြန်မာရွှေက15ပဲရေတကြသားကို62သိန်းနဲ့မှ1016ပဲရေတကြသားကိုဆိုင်းကရောင်းနေဈေးက66သိန်းနဲ့မှ1000ဆိုင်းကလက်ခံနေဈေးက65သိန်းနဲ့မှ3000 လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှဲငယ်กว่าချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4000နဲ့မှ400ဆိုင်ကလက်ခံတဲ့ဈေးက4300နဲ့မှ50ယူရိုငွေတယူရိုကိုမြန်မာကျပ်ငွေ4800နဲ့မှ50ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3300နဲ့မှ60ဆိုင်ကလက်ခံတဲ့ဈေးက3300နဲ့မှ30 အယုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ610ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2980ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဗက်ပေးကျပ်ယူသမားတွေကဘတ်ငွေ980ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးဘက်ယူသမားတွေကကျပ်တသိန်းကိုဘတ်ငွေ965ဘတ်ဂျပန်ငွေ3388.68ကိုမြန်မာကျပ်ငွေတသိန်းမလင်းငွေ69.53ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3350ခွင်ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1993.16ကိုမြန်မာကျပ်ငွေတသိန်း လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနည်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလှုပ်တော့မယ်ဆိုရင်ဝက်ဆောင်ကပေးတဲ့သူရှိကိုရင်ပုံဆက်ပြီးမှပဲငွေလဲလဲလှုပ်ကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ